ကိုဝင်ရှိရာချင်းတူပေမယ့်မတူညီတဲ့စိတ်ဓာတ်တွေကြောင့်ဖက်တီမာနဲ့နိုင်ရှင်ခံနေရတဲ့နေခင်းဆုံးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီနေခင်းဆောကတော့လက်တလုံးမှာပရိသတ်တွေရဲ့ဝေဖန်နိုင်ရှင်နာကိုခင်ရသူလေးဖြစ်ပါရီကိုဝင်စားရှိတဲ့ကဒဇမညင်ညင်မနေဘဲနဲ့ဘိုက်ကြီးပေါ်ပြီးတော့ကနေရမလို့ပရိသတ်တွေရဲ့ဝေဖန်နာကိုခင်ရတာပါဝေကန်ဒီထီတာမှာဘိုက်ပေါ်ပြီးတော့ကနေလို့အရှက်မရှိဘူးဆိုပြီးတော့ဝေဖန်ခံနေရတဲ့နေခင်းဆောကတော့အခုလဲချက်မောင်းရှောင်းတဲ့ဖက်တီမာနဲ့အရှင်ခံနေရပြန်ပါပြီ ဒီနေ့ခင်ဆိုတော့လက်တလုံးမှာသမီးလေးကိုမွေးချလို့ပြိသက်ရှိကိုထွက်မလာသေးပါဘူး။ပုံမှန်ဆိုရင်တော့သမီးလေးမွေးပြီဆိုတာနဲ့ပုံနေကိုဘလူပြန်အောင်တင်ဖို့စီကူထားတဲ့နေနီးကအခုချိန်မှာလွယ်များစိတ်ညစ်နေရမလို့သူ့ရဲ့ခန်းစားချက်တွေကိုမျိုးသိမ့်ထားတဲ့ပုံပါပဲ။သမီးလေးရဲ့ခြေလေးတွေလက်လေးတွေကိုကင်ထားတဲ့ပုံလေးသာတင်ပြီးတော့သမီးလေးကိုမွေးဖွားပြီးပြီဆိုတာတော့တာပြိသက်တီအောင်တီးပေးကြတာလည်းဖြစ်ပါရည်။ဒီနေ့ခင်ဆိုတော့သမီးလေးမွေးဖွားထားတဲ့မိခင်တရားမလို့ငနေတန်းခန်းစားနေရတဲ့ပြည်သူတွေကိုကိုယ်တိုင်မလုံနဲ့မတန်းနိုင်လို့စိတ်မကောင်းဖြစ်နေရတယ်လို့ဆိုပါရည်။ကိုယ်တိုင်ကိုကြားသွားပြီး ောက်လူဒန်းကျပေမဲ့ဖြစ်နိုင်တဲ့အနေအထားကိုရောက်နေရမလို့ငွေကြီးချို့ကိုသာလူဒန်းခဲ့တာလည်းဖြစ်ပါရည်။ဒီနေ့ကတော့ငလင်တန်ကိုခန်းစားနေရတဲ့ပြည်သူတွေကိုတက်နိုင်သလောက်အားပြည့်မင်းဆိုပြီးတော့ခန်းဝေကနေတစ်စင်းသိန်း30လူဒန်းပေးခဲ့တာလည်းဖြစ်ပါရည်။သူရဲ့လူဒန်းမှုကိုတော့ပြည်သက်တရားသာရုခေါ်ချပေးမိ။သူရဲ့ဒူလူဒန်းခဲ့တဲ့ဖတိမာချင်းမောင်းနဲ့ရှင်ကြည့်လိုက်တဲ့အခါမှာတော့စိတ်တက်ကတခြားတီပဲဆိုပြီးတော့ဝေဖန်နေကြပြီလည်းဖြစ်ပါရည်။ဖတိမာချင်းမောင်းရဲ့လူဒန်းမှုကအလွန်များကြမှာချီကျူးစရာအရာတစ်ခုဖြစ်ခဲ့တာသိကြပါပြီ။ ကိုယ်တိုင်ကမနာလိုတိုက်ခိုက်သူတွေကြောင့်ဇီယောက်ခွင့်မရလို့ပူပန်နေရပေမယ့်ခက်ခဲတဲ့ပြည်သူတွေကိုမကြည့်ရဖဲနဲ့လူဒန်းပေးခဲ့တဲ့စိတ်ကြောင့်မလို့အားလုံးကချီးကျူးခဲ့ကြရဲဖြစ်ပါတယ်။မကြိုက်ခင်မှာမွေးဖွားတော်မယ့်ကိုဝင်းနဲ့အလို့ကြိုးစားနေချိန်မှာမနာလိုတဲ့သူတွေကြောင့်အလုံးမရှိဘဲနဲ့စိတ်ညစ်ရတာလည်းဖြစ်ပါတယ်။ဖတီမာကတော့ကိုယ်တိုင်စိတ်ညစ်နေရပေမယ့်အခက်ခဲနေတဲ့ငလင်တဲတဲ့ပြည်သူတွေကိုလူဒန်းမယ်ဆိုတဲ့စိတ်နဲ့မွေးဖွားဖို့အတွက်စုထားတဲ့ငွေကြေးကုန်ကိုလူဒန်းခဲ့တာလည်းဖြစ်ပါတယ်။ဖတီမာကတော့မကြိုက်ခင်ကလေးမွေးရတော့မှဖြစ်ပေမယ့်အခုချိန်မှာပြည်သူတွေကအရေးကြီးတာမလို့သူစုထားတဲ့ င်း90ကိုလူဒန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ သူရဲ့လူတန်းမှုကတော့ပရိသတ်တွေမချီချူဘဲနဲ့ဒါတို့မခေါ်ဘဲကိုမမနေနိုင်ပါဘူးနော်။ကိုဝင်တဲ့ချင်းတူပြီးတော့ငွေကြေးချမ်းသာတာချင်းမတူတဲ့နိခင်စောတောင်း30လူတဲ့အချိန်မှာလမ်းဘေးမှာချင်းမောင်းရောင်းချနေတဲ့ဖတီမာက30လူတန်းတာမလို့အားလုံးကနိုင်ရှင်ခဲ့ကြရလဲဖြစ်ပါရည်။နိုင်ရှင်ကြည့်မယ်ဆိုရင်နီနီနဲ့ဖတီမာရဲ့ကွာဟမှုကအတိတာကြည့်ပါဝင်။နီနီကငွေကြေးမြောင်များစွာရှာနိုင်တဲ့နုပညာရှင်တယောက်ရုပ်ရှင်ဇာတ်ကားကိုငွေကုန်ခံပြီးတော့ထုတ်လုပ်နိုင်တဲ့နုပညာရှင်တယောက်ဖြစ်ပေမယ့်လမ်းဘေးမှာစီအောင်နဲ့ဖတီမာကိုတော့မှကြော်အောင်မလုပ်နိုင်တာမလို့ပရိသတ်ဝေဖန် န်နာကိုခံရတာလည်းဖြစ်ပါရည်။ဖက်တီမာကတော့အခုဆိုရင်ရှိတဲ့ငွေအကုန်လုံးလူတန်းလိုက်တာမလို့ကလေးမွေးဖွားစီကိုပြန်ပြီးတော့စုဆောင်းနေပြီမိမ့်။တစ်ချက်တည်းမှမငြင်းညူရှာပါဘူး။ကလေးမွေးဖို့လိုတဲ့နှစ်လအတွင်းမှာပဲတက်နိုင်သလားစုဆောင်းဖို့လုပ်နေချိန်မှာနင်းနီခင်စော်ရဲ့လူတန်းမှုကအဖြစ်လူတန်းနေဆိုပြီးပြိသက်တရားဝေဖန်ကြတာလည်းဖြစ်ပါရည်။ကိုဝင်တဲ့ချင်းတူတာတောင်မှလူတန်းကျင်နေစိတ်နေစိတ်ထား꽈ရင်တန်မိုးရှိဖို့ချင်း꽈ရဲဆိုပြီးတော့ပြိသက်တရေနှိုင်းရှည်ဝေဖန်တာကိုခံရတာလည်းဖြစ်ပါရည်။ မိတို့ပင်ဆိုစီကမို့အလူတန်းဆိုတာကတော့နည်းနည်းပဲလူလူများများပဲလူလူအလူမြောက်ပါရဲ့ရှင်။ဒါကြောင့်မလို့ဝေဖန်လီကမ်ပဏီပဲနဲ့ကိုတက်တိုင်တဲ့ဘက်ကနေပြီးတော့အားပေးကူညီရင်းနဲ့မြန်မာနိုင်ငံကြီးပြန်လည်ကျမအောင်တွေစူးစမ်းကြအောင်ပါလားရှင်။